ဟယ်လိုချစ်ရတဲ့ view family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ big boss creation channel နေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်ဇွန်လ၄ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်တို့တို့တောင်းမှကြည့်ကြပါဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီညမှာကတော့ကျွန်တော်ဒီလိုရေးတိုးရှင်သတင်းတွေအများကြီးကိုဖတ်ပြပေးပါမယ်နော် ကဲပထမဦးဆုံးသတင်းတစ်ပုဒ်ကတော့တရက်သီးကောက်နေတဲ့ပြူစောရီ၃កောင်အနီးကပ်ပြက်ကခံရလို့တေဆုံးပြီးတလက်တလက်ကိုတော်လိုက်တစ်ဖွဲ့တွေရရှိသွားတယ်ဆိုတဲ့သတင်းကောင်းပဲဖြစ်ပါတယ်အဲ့ဒါတော့မကွေတိုင်းပေါ့မြို့နယ်မှာတည်သည့်ကောက်နေတဲ့ပြူစောရီ၃ဦးအနီးကပ်ပြစ်ခတ်ခံရတာကြောင့်နေရာမှာတည်ဆုံးပြီးတနက်တလက်သိစေရမိခဲ့တယ်လို့ຫນွေဦးညီတော်ပျောက်ချတပ်ဖွဲ့စီကသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကတော့စကိုင်းတိုင်း၁၀မြို့နယ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီး ဗိုလ်တအုပ်အပါရှစ်ဦးမြေရောစာဖြစ်ခဲ့တယ်လို့ပြည်သူ့လူမျိုးရေးတပ်မတော် PLA ထံမှသိရပါတယ်ခင်ဗျာပြည်သူ့ဘက်ရက်တီဗီအလင်းဝင်တဲ့အခါမှာစစ်တပ်အတွင်ရှိနေစေခံစားခဲ့ရတဲ့တေမိတေမဲနေကိုထိုင်ဆောက်နေရတဲ့ကဲတော့မဟုတ်တော့ပဲလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိလာကြောင်း KLA ထံမှအလင်းဝင်ရောက်လာတဲ့အောင်စရာစစ်ကြောင်းမှာစစ်မှုထမ်းတပ်သားနှစ်ဦးကပြောဆိုနေဆိုတဲ့သတင်းပဲဖြစ်ပါတယ်နော်အဲ့တော့အလင်းဝင်နဲ့အရသာတွေ့သွားပြီပေါ့နော် နောက်ထပ်သတင်းတမုတ်ကလည်းစစ်ကောင်စီအပေါ်ထိရောက်စွာရေးယူပေးရနိုင်ငံတကာလုံသမားညီလာခံမှအစိုးရအဖွဲ့ဝင်များလုပ်ငန်းရှင်များနဲ့အလုံသမားသမဂ္ဂအဖွဲ့ဝင်များကဆုံးဖြတ်ချက်ချကြောင်းမြို့သားညီညွတ်ရေးအစိုးရ NUG လုံသမားဝန်ကြီးဌာနကယနေ့ထုတ်ပြန်ထားပါတယ်တဲ့အဲ့တော့မင်းအွန်လိုင်းကိုရေးယူဖို့အတွက်ပေါ့နော်ဒီ IRC ကဆုံးဖြတ်ချက်ချလိုက်တယ်ဆိုတဲ့သတင်းကို ကြားတာဖြစ်ပါတယ်နော်အဲ့တော့ဒီရဲ့အကြောင်းအရာကိုအရင်နားမလည်ပေမဲ့မင်းအွန်လိုင်းကိုရေးယူမယ်ဆိုကြတဲ့ကျွန်တော်ကလက်ခံပြီးသားဖြစ်ပါတယ်နော် နောက်ထပ်သတင်းတစ်ပုဒ်ကလည်းမင်းအောင်လိုင်အပါဝင်စစ်တပ်ကောင်းဆောင်များကိုဆဲဆုံမှုဖြင့်ဖမ်းဆီးခံထားရသောစစ်လော်ဘီဇော်ဘိုဟင်းကိုအလဲပိုင်းတိုင်းစစ်ဌာနချုပ်မှစစ်ထောက်လိုက်ရင်းများကစစ်ကြောရေးစခန်းသို့ခေါ်ဆောင်ပြီးစစ်ကြောနေကြောင်းပြင်ဦးလင်အခြေစိုက်ရဲသတင်းရင်းမြစ်ကရန်ကုန်ခေတ္တဌာနကိုပြောတယ်ပေါ့နော်အဲဒီတော့စစ်ကြောရေးကိုရောက်နေပေါ့နော်ဇော်ဘိုဟာကတော့စစ်ကြောရေးရောက်တယ်ဆိုတော့တည်တိုင်းပဲအနေနဲ့အများရတော့ပေါ့နော်ဟိုမှာဆော်ပလော်တီကမှသိကြပါရဲ့နော် ကျမစစ်ကောင်စီကာဂစ်စခန်ကုန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်သား20ဦးထက်မနည်းမျိုးစားဖြစ်ပြီးလက်နက်15လက်ကျော်နဲ့အခဲများပါတင်ဆက်ရမိခဲ့ကြောင်း KAC ရေချုပ်ဗိုလ်မှူးကြီးဘုံနိုင်ကပြောပါတယ်ကဲသတင်းကောင်းမယ်နော်ဒါလဲကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့အခုဒီဇော်ဘုံအောင်ဖန်းခါနဲ့ပတ်သက်ပြီးတော့ဒီလော်ဘီဖက်မှာပေါ့နော်ဒီကျော်မင်းမင်းတို့ကဘယ်လိုပြောထားလဲဆိုတော့တစ်ချက်နားတော့ကြည့်အောင်နော်ဟာပြီလားအဲ့တော့ကျွန်တော်ကဒီနိုင်ငံလက်ရှိလက်ရှိဒီနိုင်ငံထဲမှာနေထိုင်ရှင်းသားမယ်ဆိုရင်စစ်အုပ်ချုပ်ရေးဥပဒေအောက်မှာရှိနေစေကာလတစ်ချက်လုံးပါ ော်တို့ကဒီဥပဒေကိုလိုက်နာဖို့လိုတယ်ကဲအဲ့ဒါဘလို့ချင်းကအဲ့ဒါဆိုအစိုးရအချုပ်ကိုဘလို့ချင်းဟုတ်ကဲ့အဲ့ဒါဆိုအရာသားအချုပ်ကိုရွေးကောက်ပွဲမှာဖြစ်ပြောင်းဝိုင်းပြီးတွန်းပေးရမယ်အဲရွေးကောက်ပွဲတက်လိုက်အစိုးရတင်းအောက်ကြမှာခင်ဗျားတို့မကြိုက်ဘူးမကြိုက်တော့ဘူးမကြိုက်နဲ့မကြိုက်တော့ပြောလို့ရသေးတယ်နော်အဲ့လိုကိုရတယ်ဒါတော့ခုနပြောတဲ့ပုံစံပုံမူတည်ပြီးထောင်းလိုက်အောင်နေရရှိတယ်စကလုံးအသုံးလုံးပုံမူတည်ပြီးထောင်းလိုက်အောင်နေရရှိတယ်60ယောက်ကားနေနေရရှိသေးတယ်ဒါကြောင့်စကားတစ်ခုပြောတဲ့အခါအကြောင်းအရာကိုပြောနေတာကိုဟာ official တရားဝင်မီဒီယာမဟုတ်ဘူးသို့မဟုတ်တရားဝင်လုံးလုံးလေးကမဟုတ်ဘူးဆိုရင်စကလုံးအသုံးလုံးတွေကို ပေါ့လို့ပဲသာပြောလို့မရဘူးအဲ့လိုပဲတရားဝင်မီဒီယာရေးဆိုပိုတော့သူကစီကန်းရှိတယ်စီကန်းနဲ့ထင်းရတာရှိတဲ့ခါကျတော့တချို့ကတည်းကတစ်ဖက်ဟိုကနေပတ်သက်ပြီးတတိယထိုင်ပြောလာရှင်မပိုင်မပြောဘဲနဲ့ပိုင်မှတေချာပြောလာလို့လူကပိုကောင်းတယ်ဒါမျိုးပေါ့တော့ပြောကြတာတောင်းတော့တာမန်ချင်းနေပါတော့စကားနဲ့ပတ်သက်လို့တင်းစီပြောလို့ကျွန်တော်ကလူတယောက်ကိုဆဲလိုက်ရင်တစ်ဖက်ကကျွန်တော်ပြန်ဖို့ခွင့်ကျွန်တော်ထောင်းထဲရောက်မယ်နေတော့ချုပ်ချုပ်ထွက်ရောက်ပေါ့ဆဲလို့တော့မရဘူးဘသူ့အစိုးကျွန်တော်ဆဲလိုက်နာမည်တိုက်ဆဲလိုက်ဆိုအဲ့လိုဆဲဥပဒေကြောင့်ကညိပါဥပဒေကြောင့်ညိပါဆိုသူကအစကလည်းဥပဒေမှာရှိထားပြီးသားလူပုဂ္ဂိုလ်တစ်ခုတစ်ယောက်ကိုဆဲဆိုတာလုံးလို့မရဘူးဆဲဆိုလိုက်ဆိုရင်ဥပဒေကြောင့်ကသူကညိနေပြီ ဥပဒေကသူတို့ပတ်သက်ထဲမှာမရှိဘူး။သူမဟုတ်တာတွေကသူကိစ္စ။ဒါပေမဲ့ဆဲဆိုမိုင်းရိုင်းမှုကကိုယ့်အလုံး။အကိုကနေထိုင်တယ်မှုထောင်းလိုက်အောင်။အဲ့ဒါပုံမှန်ဖြစ်နေကြဥပဒေထဲမှာပါပြရှိပြီးသားဘယ်သူမှထွေးပေါက်မဖြစ်တာမဟုတ်ဘူး။အဲ့တော့ဆဲရင်တောင်းမှပဲထောင်းလိုက်ရအောင်။ဒီလိုမျိုးအချက်အလက်တွေမှာထောက်ဖို့လို့ရင်ခင်ဗျာစဉ်းစားကြည့်ဖို့ဗျာ။ခင်ဗျာဥပဒေဆိုတာကကျွန်တော်တို့ဘေးနားမှာဝင်ဘေးနားပတ်ပတ်လည်းမှာကျွန်တော်တို့ဘေးနားမှာတခါလဲကျွန်တော်တို့ခန္ဓာကိုယ်နဲ့ဥပဒေအများကြီးထိတွေ့နေတာ။ခြေလေးတန်းလန်းလန်းတာဆိုတာစကားလေးတုံးပြောတာဆိုနော်။တစ်ချက်ကလေးဝါးကနေတန်းလိုက်တာအထိ။ထမင်းလေးတစ်လုံးပစားထည့်တာဒီဥပဒေနဲ့หนีบ่เลยอุบัติเนี่ยไม่หนีไปแล้วหนีลงอ่ะเหรอครับเนี่ยอุบัติเนี่ยเราต้องตะเมียวๆละลาปัดตัวมาแล้วจ้ะเราอ่ะอุบัติบองเนี้ยมา ဘေးရန်ကင်းကွာစွာနေနိုင်မှုဥပဒေပုံထဲမှာနေတတ်ဖို့လည်းလိုတယ်လို့ကျွန်တော်တိုက်တွန်းချင်တယ်တော့ဒါတော့ဘာဖြစ်လို့လဲကျွန်တော်ဥပဒေကိုလေးစားစေချင်တယ်လို့လို့နော်ခင်ဗျားကျွန်တော်ဖြစ်ဖြစ်ကျွန်တော်ခလာဖြစ်အပြန်အလှန်လေးစားဖို့တိုင်းဥပဒေလေးစားရတယ်တူတူအဲ့ကြရင်ကျွန်တော်တို့ချင်းချင်းဥပဒေနဲ့အယူခံချင်မရှိဘဲနဲ့ရေရှည်ဆက်သွားလို့ရတယ်ဒီသဘောတော့ရှိတယ်နော်ဆိုတော့မကြိုက်တာကိုမကြိုက်တော့ပြန်လို့ရတယ်တိုးတိုးမကြိုက်တာကိုမကြိုက်တော့ပြောပြမိတီစဲဆိုးရအနာရပေါ်ဒီမှာဆဲဆိုးရန်ကားတာချတော့ဥပဒေလေးကိုကြော်သွားတာအဲ့ဒါပြန်တာဒါလေးတော့တင်ထားကြဖို့တော့ကဲဒါတော့ကျွန်တော်ပြန်ပြီးတော့ တတိယမဖြစ်ပါရင်နော်ကြားရတိုင်းပဲဇောဘုံဟောင်းကသူ့အပေါက်ဆဲတာလည်းမနေဘူးပေါ့နော်ဒီဇောဘုံဟောင်းဘာကြောင့်ဖမ်းခါရလဲဆိုရဗီဒီယိုဖိုင်လည်းအများကြီးတက်လာတွေ့ရပေါ့နော်အဲမှာဆိုရင်တော်တော်ကြီးကိုပြောထားတွေ့ရပေါ့နော်အဲ့တော့တည်ရတိုင်းပဲဇောဘုံဟောင်းကအခုရက်ပိုင်းမှာသူရက်ဖြတ်ပါလေဆိုပြီးပြောနေတာပေါ့နော်အဲ့တော့ရက်တောက်လိုက်ဆဲလိုက်လို့တဲ့ကိစ္စတွေကိုဒီတော်တော်လေးကြည့်ရတာပေါ့နော်သူတို့ဘက်ကလည်းတော်တော်လေးကိုစောင့်ကြည့်ခဲ့ရတယ်ထင်ပါရနော်အခုနောက်ပိုင်းမှာတော့ဒီမခံတယ်လို့ဖမ်းတဲ့အနေထားမှာတွေ့ရပါရနော်အဲ့တော့သူတို့ဥပဒေကတော့သူတို့ပါဇက်ထဲမှာမရှိတာဖြစ်ပါရနော် ကဲတေဘောဘုံစကန်တိန်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အခုဆိုရင်ကိုစီဘာပြောထားတဲ့ချက်နှောင်းကြည့်လာနော်ကျွန်တော်ပါကျွန်တော်ဗီဒီယိုဖိုင်လေးတစ်ခုပို့ရမယ်ကျွန်တော်အနောက်မှာကြည့်သွားပါနော်ကျွန်တော်တို့အတွက်တေဘောဘုံစကန်တစ်ခုတိန်းတာနေဘလောက်ထိလက်နဲ့တန်ဘောပေါင်းများဆိုရလဲဆိုတာကြည့်သွားပါနော်ဟိုဘက်ရေဝါတောင်တွေကိုဖုံးထောင်ပြီးတော့ပောက်ပန်းလေးစက်ပြောတာမဟုတ်ဘူးနော်အဲ့ဒါလို့ပြရတယ်တိတာတည်င်းဆိုတာဒီခန်းရန်လက်နက်ကိုဝယ်မယ်ဆိုရင်အမေရိကန်ဒေါ်လာတန်းနဲ့ချီတန်ဖို့ရှိပါ ော်ဒီလက်နက်တွေဘယ်ရောက်လဲဆိုတော့တုံးနှစ်ကြာမှာထပ်မံတင်းယူလိုက်တဲ့ KNU ကတုံးနှစ်ကြာမှာထပ်မံတင်းယူလိုက်တဲ့စစ်ကောင်စီရဲ့ဖိုင်းမှနဇက်နီးမှစီးတဲ့တေဘောပိုစစ်ကောင်စီတပ်စခန်းကခဲရန်လက်နက်တွေဖြစ်ပါတယ်အဲ့တော့တေဘောပိုခဲရန်စခန်းကို KNU ကတင်းယူတဲ့နေရာမှာနော်စစ်ကောင်စီတပ်ဖွဲ့ဝင်ဘက်ကမီးမျိုးစုံနဲ့ခုခံတယ်ဘေးစခန်းကလည်းလက်နက်တွေပြစ်ကူပြစ်တယ်စစ်ကောင်စီရဲ့ဂျက်ဖိုက်တာတွေရဟန့်အင်တွေနဲ့ဘုံးတွေထပ်ထပ်ကျဲတယ်ဒါပေမဲ့အဲ့လိုကျဲနေကြတဲ့ကနေ KNU နဲ့ ်ပီဒီအက်ပူပေါင်းမဟာမိတ်တပ်ဖွဲ့တွေကတေဘောဘုတ်စခန်းကိုရအောင်တိမ့်ယူခဲ့တာဖြစ်ပါလေအဲ့တော့ဒီလက်နက်တွေကိုကျွန်တော်တို့တော်လိုင်းဘက်မှာဝယ်မယ်ဆိုလို့ရှိရင်အင်မတန်ကိုထုံးချံထွေတာပြီးတော့ပြည်သူတွေချွေးနေစားတော်တော်စုပြီးဝယ်တော်မှရညမှရမယ်တန်ဖိုးလေဟုတ်တယ်ဟုတ်တယ်အခုလိုမျိုးတေဘောဘုတ်စခန်းမှာရှိတဲ့အဘာတားတွေကရဲ့ရဲ့ရောရောပေးလူသွားတဲ့အတွက်ကျွန်တော်တို့တော်လှန်ရေးဘက်ကရန်တုလက်နဲ့ကိုလက်နဲ့ဆိုပြီးရလာတာဖြစ်ပါတယ်။အဲ့အတွက်အဘသားတွေရဲ့အလူလေးကိုလည်းဝမ်းမြောက်မှုမော်တာတို့ခေါ်သွားလို့ရပါတယ်နော်။ဟိုတော့မင်းတို့မင်းတို့ကိုပဲတော့မင်းတို့မကျင်နိုင်တော့ဘဝထွက်တွေ့မယ်ဆိုပြီးထွက်လိုက်တာနော်။ အမှန်တကယ်ဖြစ်နိုင်တယ်ဆိုရင်တော့ဒါဟိုစန္ဒရဲ့ပြောကြည့်မယ်ဆိုရင်တော့နော်မလွတ်ခိုင်းခြင်းဘူးဒီကောင်မျိုးနော်ဒီစစ်ကောင်ဒီအသေးလက်ခုခံတိုက်ပြီးမှမခံနိုင်လို့လက်နဲ့ချတဲ့ကောင်မျိုးတွေကိုဘာအကြောင်းနဲ့မှလွတ်စရာမရှိဘူးလို့ထင်တယ်ထိမ့်သိမ့်စရာဒီကောင်တွေတီးတဲ့ကိုလှုပ်ပြီးတော့ထိမ့်သိမ့်ချနေတယ်စဉ်းစားပြောရင်ထောင်ချနေတယ်ဒီကောင်မျိုးအဲတခုရှိတယ်မတိုက်ခင်တည်းကနှိမ့်နိုင်တာလေနော်အခုဒီဘောဘုတ်စကမ်းမှာ30ကျော်ပေးတယ်ပထမတည်းကရှေ့စကမ်းတွေကိုတိုက်တာသိမ့်တာပရိုတီရဲ့သားနဲ့အဲ့ဒီအချိန်တွေကသူတို့ဆက်သွယ်ပြီးလက်နဲ့ချခဲ့အဲ့ဒီလူ30ရာမသားပေါ်မလားရှင်းရှင်းလေး နော်ဒီဖြစ်ကောင်တွေကဘယ်နှစ်ကပြောသူတို့ဘက်ကလင်ရဲ့ဘုံမကျဲဘလို့မထွက်ပေါက်မရှိတော့လို့မခံနိုင်တဲ့အဆုံးမဒီ KNU PDF ဘူပေါင်းဖွဲ့တွေကိုသူတို့လက်နှက်ချတကယ်လားသူတို့မှအတိတ်တရားရှိခဲ့ရင်အစကတည်းကဆက်သွယ်လာမယ်ဟုတ်တယ်မလားအခြားစခန်းတွေကြာသွားပြီအဲကျွန်တော်တို့ကအလင်းဝင်တော့မှဗျာနော်ပြည်သူအောက်ကိုအလင်းဝင်တော့မှဆက်တဲ့ဖြင့်ဆက်သွယ်ပြီးတော့ဒီလိုဝင်လာတဲ့ဟာမျိုးကြိုက်သူတို့အတွက်ကိုတီးတန့်ကိုကူညီပေးပြီးတော့တွားချင်ရင်တွားလို့ခွင့်ပြုလိုက်တဲ့တမျိုးဒီကောင်တွေကိုစေတနာထားဖို့မတန်တော့တာဘာဖြစ်လို့လဲမတော်လို့အဲ့ဒီတွားတိုက်တဲ့ကွယ်မှာကိုပြက်ခတ်ရဲဘော်တယောက်မတင်တဲ့အောင်ဒဏ်ရာတစ်ခုရတယ်မတန်ဘူး အကောင်တို့ကဘာဖြစ်လို့ဒီကောင်တွေကလူစင်ရင်းနဲ့သွင်းလို့ရတဲ့အဆင့်အတန်းမရှိတော့ဘူး။တတိုင်းမျိုးလုံးကဘလို့ဖြစ်နေလဲ။ပြည်သူကဘလို့လက်မခံဘူးလဲ။ဒီအာနာစတိုင်းတွေကဒီအာနာသိမ့်မှုကတရားမဲ့အာနာသိမ့်မှုဥပဒေမဲ့အာနာသိမ့်မှုနိုင်ငံတော်ပုံကံမှုဒါကိုအတိတရားမဲ့သွားတဲ့အပေါ်ကအရာရှိကအမိတ်ပေးတယ်။လုံချင်နိုင်လုံနေတဲ့ကောင်မျိုးတွေကိုကျွန်တော်တို့တိုင်းပြည်အတွက်စံပုံနဲ့မြေလေးတယ်ဗျာ။နော်။ပြတ်တယ်ပြတ်ပါလိုက်ပြတ်မတတ်ဘူးဆိုထောင်ချပလိုက်ဒီကောင်တွေကိုထိုက်တဲ့နဲ့အပြစ်ခံပေးမှရအောင်အဲ့လိုမချပြန်ဘူးဗာပြင်မယ်အခုလွတ်လိုက်နော်ဟိုမှာအင်အားတော့ပြင်ပြန်ဟိုဘက်မှာအင်အားတော့ပြင်ဟိုဘက်ကရဲဟော်တွေပြန်တိုက်ခိုက်ကြံပြီဒီခွေးတွေ နော်သူတို့ဘိုကဘယ်လိုပြောလဲကြံရည်လိုပဲစစ်ဘိုချုပ်တွေကဒီအောက်မှာရှိတဲ့စစ်သားတွေမတေမချင်းတိုက်ခိုင်းပါဘယ်ထိလဲမတေမချင်းတိုက်ခိုင်းပါဒီမဲ့စကန်းကတိုက်လို့စကန်းသိမ်းပြီးတော့နော်ခွေးလို့နွားလို့မောင်းထုတ်ပြီးလွတ်လိုက်နော်စုတ်တက်တက်နဲ့ယုံနေနောက်စကန်းတခုမှတွားစုပြတနက်ထထုတ်ပေးမယ်ရောအင်းတွားပြန်တိုက်မတေမချင်းတိုက်ခိုင်းပါနော်ဒီကောင်လေးကလည်းမတေမချင်းကိုအသေးခံပြီးတိုက်ပြန်ပါဆိုတော့ဘယ်လိုကောင်မျိုးတွေကိုကျွန်တော်တို့တိုင်းပြည်အတွက်က စံကုန်တဲ့မြေလေးတဲ့နော်အခုတော့ကရင်ပြည်နယ်နယ်ဆက်မှာတောက်လျှောက်တွေတိမ့်လာတာအားလုံးဒီပဲဖြစ်တယ်ဒီတက်မလေးပိုင်းတီခီနော်တီခီစကန်နေအဲ့ဒီကစပြီးတော့တိမ့်လိုက်တာအခုတက်မခွန်တက်မငါတက်မ6အကုန်လုံးတိမ့်နေထားတာအဲ့တော့ဒီတကြောမှရှိတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ဆက်သွက်လာဗောဟုတ်တယ်မလားဒီနေ့ခေတ်ကသူတို့ဟိုအောက်ကရဲဘော်တွေအနေနဲ့ဖုံးမတုံးနေတော့မှပါစေမူတက်ခွဲမှုလို့တက်ရင်မှုလို့ဟုတ်လားဗျူဟာမှုလို့စတဲ့ဖြစ်ဒီစခန်းမှာရှိတဲ့အကြီးဆုံးကောင်တွေကတော့လေဘလို့ပဲဖြစ်ဖြစ်ဖုံးကတော့တုံးပါမယ် ဖုံးတော့ပြီဆိုတော့ကိုယ်ပတ်ဝန်းကျင်မှာဘာဖြစ်နေလဲပြည်သူကဘလို့လဲဒါတိရမယ်လေဟုတ်တယ်မလားအဲ့လိုတိရတိတိလာမယ်ဆိုရင်ဘယ်နည်းကပြောပြည်သူနဲ့ဆက်သွဲနော်ရန်အငွေမထွက်ပဲနဲ့ဒီစခန်းတစ်ခုရဲ့ပြည်တနာပြီးွားမယ်ဆိုရင်အားလုံးတို့မကောင်းဘူးလားနော်တကယ်တော့ဘယ်ဘက်ကပဲတိတိသူတို့ကလူစိတ်ရှိမယ်ဆိုရင်စစ်ကောင်စီဘက်ကတေလဲဒီတိုင်းပြည်ရဲ့ပြည်သူပဲတော်လှန်ရေးဘက်ကတေလဲဒီတိုင်းပြည်ရဲ့ပြည်သူပဲကရင်ရောပမာမောရခိုင်ရောရှမ်းရောဒီနေ့ခေတ်မှာအားလုံးဟာနော်ဒီတိုင်းပြည်ရဲ့ပြည်သူတွေကြီးပဲဘသူပဲတိတိရခိုင်မှာတိုက်ပွဲဖြစ်ကြတယ်နော်စစ်ကောင်စီတိတ်ပြီးတယ် နော်ကိုတော်လိုင်းရခိုင်တတော်အရင်နဲ့ပူအောင်ဖွဲ့တွေဘက်ကလည်းဒီကိစ္စတန်ရာကြာဆုံးတာရှိတာပဲဘယ်တော့ပဲကြာကြာအဲ့တော့အဲ့လိုလေကြာဆုံးမှုတွေမရှိအောင်ပြည်သူစံနာအတိုင်းစောစစ်စစ်ကြီးကပူပေါင်းလိုက်မယ်ဆိုဒီပြဿနာပြီးသွားပြီဒါပေမဲ့ဒီကောင်တွေပူပေါင်းတာဒီကောင်တွေအတိတ်တည်းမေးကြည့်အခုလက်ကချတဲ့ကောင်တွေမေးကြည့်နော်ဖိုင်စကားပြောကြည့်အကောင်တွေ ਨੇ အကောင်တွေမှာအတိတ်တည်းရှိတာတော့အကြောက်ပြားမရှိတယ်နော်90လက်နဲ့ချတယ်ဆိုတော့90နီးရသားကိုသူတို့ကြောက်လိုက်တာနော်နီးရတနက်ပြောင်းကိုသူတို့ကြောက်လိုက်တာအဲဒီတနက်ပြောင်းနဲ့ဝေဝိုင်းရင်ဒီတနက်ပြောင်းကိုသူတို့မကြောက်တော့ဘူးနောက်တနက်ပြောင်းကိုသူတို့ကြောက်နေတယ် တော့တိုင်းပြည်တော့ကဗျာလောကကြီးမှာလူဆိုတဲ့တံတားတစ်ခုဖြစ်လာတယ်ဆိုတာကတံတားတွေအားလုံးထဲမှာအဋ္ဌဉာဏ်မြင့်မားလို့ဘယ်ဉာဏ်မြင့်မားလဲအကောင်းနဲ့အဆိုးအကြောင်းနဲ့အကျိုးအမှားနဲ့အမှန်ခွဲခြားနိုင်လို့လူလို့တတ်မှတ်ပြီးတော့တံတားတွေအားလုံးအပေါ်ဆုံးမှာရောက်နေတာနော်အဲ့တော့ပကောင်းတစ်ဖက်ကခေါင်းထွက်ပြီးနော်လူစကားပြောတိုင်းလူလို့တတ်မှတ်လို့မရဘူးအကောင်းဆိုအကြောင်းကျိုးအမှားမှန်တော့ဖွဲထားမနိုင်ဘဲနဲ့လောကကြီးအတွက်သူ့လူနေရာတော့ဝင်ယူမယ်ဆိုအဲ့လိုအကောင်မျိုးတွေကိုလူနေရာမှာမထားတာအကောင်းဆုံးပဲချင်းချင်းပြောတာအဲ့တော့ကျွန်တော်တို့တိုင်းပြည်ကဘာကြောင့်ဒီစစ်ပွဲတွေကြားထဲမှာနုံနှစ်နေရတာလဲ ဘယင်ယူဆိုတော့မင်းအောင်နိုင်ဟိုလာကျွန်တော်တို့ထိုင်ဆဲနေတာမင်းလို့မင်းအောင်နိုင်အာနာတိတ်လို့မင်းအောင်နိုင်တယောက်အာနာတိတ်လို့မရဘူးလေဗျာစဉ်းစားကြည့်လေဟုတ်တယ်မလားရတာမင်းအောင်နိုင်ဆိုးငင်းရဲ့တယောက်ထဲအာနာတိတ်လို့ရတယ်ပြထလက်ရှိစစ်ကောင်စီခေါင်းဆောင်ပိုင်းအကောင်လုံးပေါင်းပြီးအာနာတိတ်လို့ရတယ်မရဘူးအဲ့ဒီဘယင်ယူတွေကိုလုံချင်တိုင်းလုံခွင့်ရဖို့အတွက်အောက်ကဇလုံးမျိုးပေလို့ကျွန်ယူတွေကြောင်းအဲ့တော့ကျွန်တော်တို့တိုင်းပြည်ရဲ့တကယ်ရန်သူဟာအဲ့ဒီကျွန်ယူတွေဒါကြောင့်မလို့အဲ့ဒီကျွန်ယူတဲ့အလုပ်ကိုလုပ်ဘယ်သူပဲလုပ်လို့ရှင်းလို့ရချုပ်လို့ကျွန်တော်လုပ်ကျွန်တော်ရှင်းပြလိုက်ရှင်းရှင်းလေး အဲ့တော့ဘလင်ယူတွေဒီတိုင်းနေမှာတကောင်ပြီးတကောင်ထွက်ပေါ်လာတာအဲ့ဒီကျွန်ယူတွေရှိနေလို့ပဲနော်ဒီကျွန်ယူတွေလည်းမရှိရှိနေဝင်းနဲ့အာနာတိတ်လို့မရဘူးစောမောင်နဲ့အာနာတိတ်လို့မရဘူးနော်တန်းရွှေကြီးလည်းနှစ်ပေါင်းများစွာအောက်ထုတ်လို့မရဘူးနော်အခုမင်းအောင်ဆိုင်လုံးလဲအာနာတိတ်ဖို့နေတတနော်အနားအောင်ကတ်လို့မရဘူးဘာဖြစ်လို့လဲဒီကျွန်ယူတွေရှိနေလို့အဲ့တော့ကျွန်တော်တို့တိုင်းပြည်တော့ကတော့ဒီကျွန်ယူတွေကတကယ်အမှိုက်ထုတ်နေပဲနော်ကျွန်တော်ကတော့မတနာဘူးအဲ့တော့ လူသားချင်းစာနာတာမစာနာဆိုတဲ့စကားကိုပြောမယ်ဆိုရင်ကျွန်တော်တို့ခေါင်းစဉ်ကိုယ်တည်းကလူသားချင်းစာနာတာဗျလူတို့အတိတ်တရားမဲ့နေတဲ့ကောင်လေးကိုစာနာကြမလို့ဘူးเนาะအဲ့တော့အောက်ကညီကိုလေးကျွန်တော်ပြောချင်တာကတို့ခေါင်းစဉ်ကလူသားချင်းစာနာထောက်ထားမှုနော်လူမဟုတ်တဲ့ကောင်လို့မစမ်းတာနဲ့ကဲဒါကတော့ကိုစီသုံးတက်ထားတဲ့ profile လေးပဲဖြစ်ပါရဲ့နော်အဲ့တော့ကြားတဲ့အတိုင်းပဲတေဘောဘုစကန်မှာတော့ကျွန်တော်တို့ဒီအချက်မစစ်ကောက်စီလည်းများများစွာကြခဲ့တယ်ဒါအပြင်လမ်းမြူထောင်လမ်းမနေပေါ့နော်လမ်းမြူထောင်တဲ့ဟာကလည်း80ကျော်ဆိုတော့အဲ့80ကျော်ကျွေးရမယ့်ဟာလည်းတော်တော်များတယ်ပေါ့နော်အဲ့တော့ ဒီကိုတိုင်ကိုကြွရိတ်ခါရှာတဲ့ကိုစီတို့ကတော့တင်းတာပေါ့နော်မေးရမလဲအဲ့တော့ဘာပဲပြောပါတော့ခုချိန်မှာဒီစစ်မတိုက်ခင်မှာလမ်းဖြူချရတယ်ဆိုရင်တော့ဒါတမျိုးပေါ့နော်အခုကစစ်တိုက်ပြီးမှလုံးဝမရတော့မှလမ်းဖြူထောင်တဲ့ကိစ္စမျိုးတွေကတော့ဒီဘွေစီဝါပြောသလိုပဲပေါ့နော်လှုပ်တင်တာလှုပ်ဖို့ကလိုပါတော့အဲ့တော့ဘာပဲပြောပြောခုချိန်မှာဆိုရင်တော့တော်ရင်တစ်ဖွဲ့တွေကနေရာတိုင်းမှာအောင်မြင်နေတာဖြစ်တဲ့အတွက်ဒါတော့သတင်းကောင်းပဲဖြစ်ပါတယ်နော်အဲ့တော့ကရင်ပြည်နယ်မှာကတော့တနေ့မှာစကန်တစ်ခုလုံးလုံးတင်းနေတာလားမသိဘူးပေါ့နော်ဒီတိုင်းမှာစကန်တင်းနေတဲ့သတင်းတွေပဲကြားနေရပါတော့နော်အဲ့တော့ကျွန်တော်တို့ဒီတော်လိုင်းရေးရတော့ တကယ်ပေါ့နော်အောင်ပွဲတွေတော်ကြီးကိုဆက်လာတဲ့အခြေအနေဖြစ်တယ်လို့တခြားဘောမတွေဖတ်မှာလည်းမြင်တဲ့အတိုင်းပဲပေါ့နော် သူတို့အချင်းချင်းညချဘောမအချင်းချင်းကြိုက်တဲ့ပွဲတွေကလည်းမနှဲဘူးပေါ့နော်အဲ့တော့အခုဆိုရင်လည်းတကယ်လော်ဘီအကြီးစားရတာမှစစ်ကြောရေးတဲ့ညရောက်ကုန်ပြီပေါ့နော်မကြခင်ထပ်ပြီးတော့တက်ပြက်မဲ့အချင်းတွေလည်းရှိနေသေးတယ်ပေါ့နော်အဲ့တော့ဘာပြောပြီသူတွေအားတင်းထားပါတော့ကျွန်တော်တို့ရောင်နီကတော်တော်လေးကိုရောင်နီကလာနေပါပြီနော်မကြခင်တော့ကျွန်တော်တို့ပွဲပြီးပြီးတော့ဒေါ်လာရေးရတော့ပြီးဆုံးတော့မဲ့အချင်းတွေမှာရှိနေပါပြီနော်ဟုတ်ကဲ့ကျွန်တော်ဒီညိတ်အတွက်ဗီဒီယိုလေးကဒီလောက်ပဲဖြစ်ပါတယ်အစားဆုံးကြည့်ပေးကြပြီးပြီသူရောက်စတဲ့အထူးပဲချီးစွတ်တင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းမခြင်းနဲ့ပြည့်စုံပြီးတော့အကြက်ဖက်မင်းအောင်လိုင်းရဲ့စစ်ပေးငှလင်ပေးဘင်းနဲ့ပေါ့ဆမှာကင်းလို့ကြပါစီလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ